ရုရှားလူမျိုးတွေဘီလီယံနဲ့ချီငွေထုတ်ယူနေလို့ပူတင်ရဲ့ဗန်တွေပြိုလဲရုရှားနိုင်ငံဟာအကြီးအစားဗန်နာရေးအခက်အခဲကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ဗန်အများစုဟာဒုက္ခရောက်နေပြီးလူတွေကလည်းသူတို့ရဲ့ဗန်စနစ်အပေါ်ယုံကြည်မှုပြတ်နေကြပါပြီ။ ဒီလိုထိုင်းလန်တုံ့လုံးမှုတွေဟာအကြောင်းရင်းမျိုးစုံကနေပေါ်ပေါက်လာတာဖြစ်ပြီးတော်တော်လေးကြည်ကြဲပြန့်ပြန့်ဖြစ်နေတာပါဗလာဒီမာပူတင်ဦးဆောင်တဲ့စစ်ပွဲနဲ့သူ့ရဲ့မူဝါဒတွေကစီးပွားရေးကိုထိခိုက်စေခဲ့တာပါပြည်သူတွေဟာဖိအားဒဏ်ကိုခံစားနေရပြီးသူတို့ရဲ့စူးစောင်းငွေတွေအတမွေးဝမ်းကြောင်းတွေကအန္တရာယ်ရှိနေပါတယ်ဘန်စနစ်တစ်ခုလုံးကဖိအားအောက်မှာရှိနေပါတယ်အစိုးရနဲ့နှိစတဲ့စီးပွားရေးပညာရှင်တချို့ကဆိုရင်ရုရှားဟာစနစ်တစ်ခုလုံးပြိုလဲနိုင်တဲ့အန္တရာယ်ကြီးမားလာနေတယ်လို့ပြောကြပါတယ်အကြောင်းရင်းကတော့ရိုးရှင်းပါတယ် အကျွေးတွေတိုးလာငွေအပ်သူတွေငွေတွေပြန်ထုတ်ယူစီးပွားရေးလုပ်ငန်းတွေရောက်ကြလာလို့ပါအစိုးရကစားတစ်ခုမှဖော်ပြတာကတော့အကြက်တဲဖြစ်ပြီဆိုရင်ဘဏ်ပိုင်ဆိုင်မှုရဲ့ဆယ်ရာခိုင်နှုန်းထပ်ပိုးတဲ့အကျွေးတွေဒါမှမဟုတ်အကြီးကျယ်ငွေထုတ်ယူမှုတွေဒါမှမဟုတ်လေဘဏ်တွေကိုပြန်ဖို့ပေးရတဲ့ငွေတွေတစ်ခုမဟုတ်တစ်ခုထပ်ပိုးပြီးပါဝင်လာလို့ပါတဲ့အခုအချိန်မှာတော့ဒီအခြေအနေတွေအားလုံးကိုမရောက်သေးပေမဲ့အခြေအနေပြညွှန်းကိန်းတွေကမှားယွင်းနေတဲ့လမ်းကြောင်းဥတည်နေပါတယ်။ယုံကြည်မှုဆိုတာဘဏ်စနစ်တိုင်းရဲ့အရေးကြီးတဲ့အခြေခံအုတ်မြစ်ပါ။ ဘဏ်တွေကသူတို့ရဲ့ငွေတွေကိုပြတ်မပေးနိုင်တော့ဘူးလို့လူတွေကထင်မြင်လာပြီဆိုရင်ငွေထုတ်ယူဖို့လှုပ်ကြပါတယ်ဒီလိုထုတ်ယူမှုကိုယ်တိုင်ကဘဏ်စနစ်ကိုပြိုလဲဖို့ပုံမနီးဆက်စေနိုင်တာပါဒီနေ့ရုရှားမှာဆိုရင်ယုံကြည်မှုတွေကလုံးဝပြတ်စီနေပါပြီရုရှားလူမျိုးအများပြားဟာသူတို့ရဲ့ဘဏ်အငွေတွေလုံခြုံမှုရှိတော့တယ်လို့မခံစားရပါဘူးဒီစနစ်ကြီးပြိုလဲလာနိုင်တယ်လို့သူတို့ယုံကြည်နေကြပါတယ်လူတွေဟာစံညာတင်အစစ်နဲ့ငွေတွေထုတ်ယူနေကြပါတယ်။ဥပမာမကြသေးခင်ကအစင်ခန်းစားတစ်ခုအရဇွန်လမှာရုရှားရဲ့ငွေသားထုတ်ယူမှုဟာရူဘယ်216ဘီလီယံကိုရောက်ရှိခဲ့ပါတယ်။ ဇူလိုင်လမှာလည်းအဲ့ဒီပမာဏနီးပါးမြင့်မာနေခဲ့ပါတယ်။နောက်တစ်မျိုးတိုင်းနာတွက်ချက်ချက်အရဆိုရင်အော်တိုဘာလရဲ့ရက်20အတွင်းမှာငွေသားထုတ်ယူမှုပမာဏကအကြီးကျယ်ရှိနေခဲ့ပါတယ်။ဒီကိန်းကနန်းတွေဟာဘန်တွေကနေထိတ်လန့်တုန်လို့ဆိုတာထွက်ပြေးနေကြတယ်ဆိုတာကိုပြသနေရပါ။တစ်ချိန်တည်းမှာပဲရုရှားမှာအတိုးနှုန်းတွေကအလွန်အမင်းမြင့်မာနေပါတယ်။ဘောဘန်ရဲ့မူဝါဒအတိုးနှုန်းဟာအတိတ်တုန်းက27ရာခိုင်နှုန်းအထိရောက်ခဲ့ပူပါရယ်ပုံမှန်ဆိုရင်အတိုးနှုန်းမြင့်တာကပိုပြီးအမြတ်ရလို့လူတွေကိုငွေကဘန်မှာပဲဆက်ထားဖို့တွန်းအားပေးတင်ပါရယ် ဒါပေမဲ့ရုရှားမှာတော့16ကနေ27ရာခိုင်နှုန်းအတိုးနှုံရတာတောင်မှလူတွေကိုစစ်နစ်ကိုယုံကြည်ပြီးငွေဆက်ထားဖို့ဆွဲဆောင်နိုင်ခြင်းမရှိပါဘူး။ဘာလို့ဒီလိုယုံကြည်မှုပျောက်ဆုံးသွားတာလဲ။အဓိကအကြောင်းရင်းတစ်ခုကတော့စီးပွားရေးကအားနေပြီးကုမ္ပဏီအများပြပြိုလဲနေလို့ပါ။ဗန်တွေကအန်ရီများတဲ့လုပ်ငန်းတွေကိုချေးငွေပေးပြီးအဲ့ဒီလုပ်ငန်းတွေပြိုလဲသွားတာဒါမှမဟုတ်ပြန်မဆက်နိုင်တာမျိုးဖြစ်တဲ့အခါဗန်တွေကဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရပါတယ်။ ရုရှားမှာတော့အစိုးရကဘန်တွေကိုစစ်ပွဲနဲ့ချိတ်ဆက်ထားတယ်ဒါမှမဟုတ် ပြိုလဲနေတဲ့စက်မှုလုပ်ငန်းတွေကိုချင်းငွေထုတ်ပေးဖို့ဖိအားပေးခဲ့ပါတယ်ဒီချင်းငွေတွေကိုရှင်းရှင်းလင်းလင်းအန်ရရှိနေပေးမဲ့တောင်တခါတည်းပေးခဲ့ရပါတယ်ဒီလုပ်ငန်းတွေအကျွေးမဆက်နိုင်တဲ့အခါဘန်တွေမှာအကျွေးတွေပဲကျင်းရခဲ့တာပါစစ်ပွဲစီးပွားရေးကဒီအခြေအနေကိုပိုဆိုးစေပါတယ်2022ခုနှစ်မှာစစ်ပွဲစတင်ပြီးကြတဲ့ကရုရှားဘန်တွေကိုစစ်ပွဲကိုထောက်ပံ့ပေးတဲ့ကုမ္ပဏီတွေကိုဦးစားပေးချေးငွေတွေပေးဖို့အတွက်လိုအပ်ခဲ့ပါတယ်ကုန်ထုတ်လုပ်ငန်းတက်ထုတွေလုပ်ငန်းတမ်မနီလုပ်ငန်းစတာတွေပါ ီလုပ်ငန်းတွေဟာမကြာခဏဆိုသလိုအန္တရာယ်များပေမဲ့ဘဏ်တွေမှာရွေးချယ်စရာတိတ်မရှိခဲ့ပါဘူး။ရလကတော့ဘဏ်တွေဟာအခုဆိုရင်အားနည်းတဲ့လုပ်ငန်းချင်းငွေစည်ရင်းတွေနဲ့ဝင်ပြီးနေပါပြီ။မလွဲရှောင်တာဖြစ်လာမဲ့ပြိုလဲမှုကိုဆွဲဆန့်ထားဖို့အတွက်အစိုးရဟာတင်းကျပ်တဲ့ထိန်းချုပ်မှုတွေကိုပြုလုပ်နေပါတယ်။အစိုးရကအမတန်စီကံတင်းကျပ်တဲ့အခြေအနေထိန်းချုပ်မှုတွေချမှတ်ခဲ့ပါတယ်။ရွှေတွေကိုအများများတင်ပို့တာကိုလည်းပိတ်ပင်ခဲ့ပါတယ်။နိုင်ငံခြားငွေလွှဲပြောင်းမှုကိုလည်းကန့်တတ်ခဲ့ပါတယ်။ယူရဲချက်ကတော့ငွေတွေကိုရုရှားအတွင်းမှာထားဖို့အရင်းအနှီးတွေထွက်ပြေးတာကိုတားဆီးဖို့ နိုင်ငံသားတွေသူတို့ရဲ့ကြွယ်ဝမှုတွေကိုထုတ်ယူတာကိုတားဆီးဖို့ဖြစ်ပါတယ်။အရင်းအီးတွေထွက်ပြေးမှုဟာအရန်ကိုကြီးမားပြီးတိုးလာနေပါတယ်။2022ခုနှစ်ကနေ2024ခုနှစ်အတွင်းရုရှားကနေပုဂ္ဂလိကအရင်းအီးစီးထွက်မှုဟာ2024ခုနှစ်တနည်းထဲမှာပင်ဒေါ်လာ160ဘီလျံကျော်ရှိမယ်လို့ခန့်မှန်ပါတယ်။ချမ်းသာတဲ့သူတွေရောပြည်သူတွေပါဥစ္စာဒဏ္ဍာရီစူးစောင်းွေပိုင်ဆိုင်မှုတွေကိုနိုင်ငံခြားကိုရွှေ့ပြောင်းနေပါတယ်။ဒီလိုအရင်းအီးတွေထွက်သွားတာကရုရှားရဲ့စီးပွားရေးအနာဂတ်အပေါ်နက်နက်ရှိရှိယုံကြည်မှုပြည့်ဝနေတဲ့လက္ခဏာတစ်ခုပါ အစိုးရကတော့ဖိနှိပ်မှုနဲ့တုံ့ပြန်နေပါတယ်။ကျန်းသာတဲ့သူတွေအတော့နိုင်ငံကထောက်ခွာခွင့်ပိတ်ပင်မှုတွေရှိနေပါပြီ။ဘိုးကုံတင်ပို့မှုတွေအနေနဲ့လည်းနိုင်ငံခြားကနေရတဲ့ငွေတွေကိုရူဘယ်အဖြစ်မဖြစ်မနေလဲလဲရမယ်စီးမြင့်အသစ်တွေချမှတ်ခဲ့ပါတယ်။နိုင်ငံခြားကိုအကြီးအကျယ်လွှဲပြောင်းတာကိုလည်းနိုင်ငံတော်ရဲ့ခွင့်ပြုချက်ယူပါပါတယ်။ပြီးတော့နိုင်ငံတော်ကငွေတွေထွက်မသွားအောင်ကြောင်းရွံ့မှုနဲ့စိတ်ထင်တယ်လို့အရေးကြီးမှုတွေကိုအသုံးပြုနေပါတယ်။ဒီအစီအမံတွေကကိုပိုင်လိုလက်မှုကိုယုံနေစေပြီးစနစ်အပေါ်ယုံကြည်မှုကိုပိုပြီးအားနေစေပါရင် တစ်ချိန်တည်းမှာပဲနီးပညာနဲ့ဆက်သွယ်ရေးဆိုင်ရာထိန်းချုပ်မှုတွေကလည်းပုံမှန်တင်းကျပ်လာပါပြီ။အစိုးရကဒါရီဟာအထူးသဖြင့်ယူကရိန်းနဲ့စစ်ပွဲမှာ drone တွေကိုတံပြန်မှုလုံခြုံရေးအတွက်လိုအပ်တယ်လို့ဆိုပေမဲ့လူအများစုကတော့ဖိနှိပ်ရေးကိရိယာအဖြစ်မြင်ကြပါပြီ။ Telegram နဲ့ WhatsApp လို internet ဝန်ဆောင်မှုတွေကိုကန့်တန်နေပါပြီ။ Kremlin ကနေမြင့်တင်ပေးထားတဲ့ Max လို့ခေါ်တဲ့ application တစ်ခုကိုလည်းစတင်ခဲ့ပြီး Russia လူမျိုးအများစုကဒါဟာလှိဝတ်စောင့်ကြည့်ကိရိယာတစ်ခုလို့ယုံကြည်နေကြပါပြီ။ဒီလိုရက်တွေကြောင့်လူတွေဟာမလုံခြုံသလိုထောင်ချောက်ထဲရောက်နေတယ်လို့ခံစားရပါပြီ။ ူတွေကလွတ်လပ်စွာဆက်သွယ်ခွင့်မရတော့ဘူးလို့ခံစားနေရတဲ့အခါနိုင်ငံတော်ရဲ့စောင့်ကြည့်မှုနဲ့ဖိနှိပ်မှုကိုကြောက်ရွံ့လာတဲ့အခါအဖွဲ့အစည်းတွေအပေါ်ယုံကြည်မှုပြတ်ယွင်းလာပါတယ်။ပြီးတော့အဖွဲ့အစည်းတွေကသူတို့ရဲ့စုဆောင်းငွေတွေကိုမကာကွယ်နိုင်တော့ဘူး။ဒါမှမဟုတ်စီးစိတ်ဥစ္စာတွေကိုထုတ်ယူခွင့်မပေးနိုင်တော့ဘူးဆိုရင်စနစ်တစ်ခုလုံးမတည်ငြိမ်တော့ပါဘူး။စီးပွားရေးအပိုင်းမှာဆိုရင်လည်းရုရှားဟာစီးပွားရေးတုံ့ဆိုင်မှုနဲ့ငွေကြေးဖောင်းပွမှုဒွန်တွဲဖြစ်ပေါ်ခြင်းလို့ခေါ်တဲ့အခြေအနေကိုခံစားနေရပါတယ်။တကယ် GDP တိုးတက်မှုတော့ကနည်းနေပါတယ်။ 2025ခုနှစ်ရဲ့တချို့၃လပတ်တွေမှာတိရခိုင်နှုန်းဒါမှမဟုတ်အဲ့ဒီထက်နည်းနေပါတယ်။ငွေကြေးဖောင်းပွားမှုကလည်း target ထက်ဆက်တိုက်မြင့်တက်နေပါတယ်။လူနေမှုအဆင့်တန်းလည်းကျဆင်းလာပါတယ်။အစိုးရကတိစားဖို့စ조사ထားတဲ့ရုရှားခန္ဓာစီးပွားရေးကြီးဟာအားနည်းချက်တွေကိုပြသနေပါပြီ။အစိုးရကစာတစ်ခုကခန့်မှန်းထားတာကတော့2025ခုနှစ်မှာတကယ် GDP ဟာမူဝါဒတွေတလောက်ထိအခြေအနေမပြတ်စည်းခဲ့ရင်ရှိတဲ့နာထက်ဆက်နှစ်ရာခိုင်နှုန်းလောက်နည်းနေတယ်လို့ဆိုပါရစေ။အဲ့ဒီပြင်ရုရှားစီးပွားရေးဟာအတွင်းကိုပဲ ပုံမအယုံဆိုင်လာနေပြီးကုန်ပစ္စည်းနဲ့အစိပ်ပိုင်းတွေအတွက်တရုတ်နိုင်ငံပေါ်အလွန်အမင်းမိခိုနေရပါပြီ။ဒီလိုမိခိုမှုတွေဟာလည်းအန်တီအက်သစ်တွေကိုဖန်တီးပေးနေပါပြီ။လုပ်ငန်းငယ်နဲ့အလက်စားလုပ်ငန်းတွေဟာဖိအားကြီးကြီးမားမားခံနေရပါပြီ။စတေမာလာမှာလုပ်ငန်းငယ်လုပ်ငန်းအလက်စားတွေရဲ့စီးပွားရေးလုပ်ငန်းလှုပ်ရှားမှုက2022ခုနှစ်ကုန်ကတည်းကအနိုင်ဆုံးအဆင့်ကိုကျဆင်းသွားခဲ့ပါပြီ။စတန်ညွန်ကိန်းဟာ90ရာခိုင်နှုန်းအောက်ကျသွားတာကကျုံသွားတာကိုပြသနေရပါ။ကုမ္ပဏီအများစုကဝင်ငွေချဆင်းမယ်လို့မျှော်လင့်နေကြပါပြီ။အများစုကချေးငွေညှင်းပယ်ခံရပါပြီ။ အဓိကဆက်မှုလုပ်ငန်းသုံးပစ္စည်းဖြစ်တဲ့တထုလိုအပ်ချက်ဟာ10လအတွင်း15ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဒါရီအားလုံးဟာနှစ်ပေါင်းများစွာအတွင်းမမြင်ဘူးသေးတဲ့စီးပွားရေးဆုပ်ယုပ်မှုကိုညွှန်ပြနေတာပါ။နောက်ပြီးတော့လောင်စာစီနဲ့စွန့်ရင်ထောက်ပံ့မှုကလည်းဖိအားအောင်မှရှိနေပါတယ်။စီးပွားရေးအရင်းမြစ်တစ်ခုကခံမှန်းထားတာကတော့ရုရှားမှာပုံမှန်လာစဉ်ထောက်ပံ့မှုရဲ့20ရာခိုင်နှုန်းလောက်ဓာတ်ဆီပြတ်လတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။စက်မှုလုပ်ငန်းတွေကနှိမ့်ကွေးနေပါတယ်။ကုန်ထုတ်လုပ်ငန်းရောဝန်ဆောင်မှုလုပ်ငန်းမှာဖိစီးမှုအောက်မှရှိနေတာကြောင့်စီးပွားရေးအခြေခံအုတ်မြစ်ဟာအားနေနေပါတယ်။ အစိုးရရဲ့ဘတ်ဂျက်ဟာဖိအားအောက်မှာရောက်နေပါတယ်။စည်ရေးနဲ့စစ်ပွဲနဲ့သက်ဆိုင်တဲ့ကုန်ကျစရိတွေကအကြီးကျယ်တိုးလာခဲ့ပါတယ်။ကာကွယ်ရေးဘတ်ဂျက်ကနိုင်ငံတော်ဘဏ္ဍာအပေါ်ဖိအားကြီးကြီးပေးနေပါပြီ။ဒါပေမဲ့ပို့ကုန်ဝင်ငွေတွေအထူးသဖြင့်ရေနံနဲ့တဘာဝတန်ခွေကရတဲ့ဝင်ငွေဟာကမ္ဘာဈေးနှုန်းနှိမ့်ကြတာနဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်ဖိအားထန်ခံနေရပါတယ်။ကျလက်အနေနဲ့ကတော့ပိုကြီးမားတဲ့လူငွေနိုင်ငံတော်ပိုင်ဘဏ်တွေအပေါ်မှီခိုရခြင်းနဲ့ငွေပြန်ဖြည့်ပေးရခြင်းအနာဂတ်မှာမဆက်နိုင်ခြင်းဒါမှမဟုတ်ငွေကြေးပြိုလဲခြင်းအန္တရာယ်တွေပါ ဒီအချိန်မှာတော့တမရရှားပြည်သူတွေကဈေးပေးဆက်နေရပါတယ်။နေစဉ်ဘဝတွေဟာပုံမှုခက်ခဲလာတယ်။ငွေကြေးဖောင်းပွားမှုကြောင့်အခြေခံပစ္စည်းတည်ယူပို့ဆောင်ရေးစွန့်အင်ရေးအစားအစာအစားရှိတဲ့ဈေးနှုန်းတွေကမြင့်တက်လာပါတယ်။လူနေမှုစရိတ်ကလည်းဆက်လက်တက်နေပါတယ်။လောက်ခလာစားတော့တကယ်တမ်းတမှုအရာဆိုရင်မတက်ဖဲရက်နေတာဓာတ်မှုန်ချဆင်းနေတာပါ။ဆရာဆရာမလူမှုဝန်ထမ်းတမန်ဝန်ထမ်းတွေဟာကုန်ကြဆဲတွေတက်နေတဲ့အချိန်မှာသူတို့ရဲ့ဝင်ငွေတွေကရုန်းကန်နေရတာကိုမြင်တွေ့နေရပါတယ်။ဥပမာအဖြစ်မကြသေးမီကရုရှားကိုလာရောက်လဲပတဲ့နိုင်ငံသားတအုပ်က လူနေရာကွက်တစ်ခုမှာကားရန်နာကကတလားကိုရူပဲ3600အကုန်ကြတယ်လို့သတိပြုမိခဲ့ပါတယ်။ဒါဟာဒေသခံဆရာဆရာမတွေရရှိတယ်လို့သတင်းရတဲ့ဝင်ငွေတလားကိုရူပဲ2300နဲ့ရှင်းရင်တော့တော်တော်များတာပါ။ရေတန်တဘူးကရူပဲ250ကုန်ပါတယ်။ဒါတွေဟာသိငဲ့တဲ့ဥပမာဖြစ်ပေမဲ့တမန်အိမ်တော်မိသားစုတွေအပေါ်ဖိအားတွေဘလောက်ထိတိုးလာနေတယ်လဲဆိုတာပြသနေတာပါ။ လူမှုရေးအသုံးစရိတ်တွေကိုလည်းဖျက်တောက်နေပါတယ်။အစိုးရကဒေတာတချို့မှာငွေပေးချေမှုတွေကို short ချနေတာ။ဒါမှမဟုတ်လုံအောင်ဖျက်သိမ်းတာမျိုးတောင်ရှိနေပြီးကိုရင်ဆောင်ចောင်းသူလေးတွေအတွက်ထောက်ပံ့ခြင်းတွေလည်းဖျက်တောက်နေပါတယ်။ဆရာဆရာမတွေကိုတခါတလေလာစာမပေးတာတွေရှိပါတယ်။လူမှုရေးအစီအစဉ်တွေကို short ချတာဒါမှမဟုတ်ဆိုင်းငံ့တာတွေလုပ်ပါတယ်။ဒီလိုမျိုးစံကျင်မအဖြစ်ပြက်တွေကလူမှုရေးတည်ငြိမ်မှုကိုပျက်စီးစေပါတယ်။အဲ့ဒီအပြင်အကျင့်ပြချစားမှုကလည်းနှဆိုင်စွာရှိနေသေးပါ။အစိုးရရရှိတွေကပိုင်ဆိုင်မှုတွေကိုဆက်လက်သိမ်းယူနေပြီး ုပ်ချုပ်သူအပေါ်တစ္ဆာရှိတဲ့တထေးကြီးတွေတောင်မှသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်းစစ်တာမျိုးရင်ဆိုင်နေရပါတယ်။မကြသေးခင်ကရုရှားအရာရှိတဦးစီကနေရူဘယ်တန်900ကိုတင်းယူခဲ့ပါတယ်။ဒီလိုမျိုးသတင်းကောင်းစီတွေကချမ်းသာတဲ့သူတွေနဲ့လူလက်တန်းစားတွေကိုဘယ်သူမှမလုံခြုံဘယ်ပိုင်ဆိုင်မှုမှလည်းမလုံခြုံဘူးဆိုတဲ့ပြင်းထန်တဲ့သတင်းစကားကိုပေးနေတာပါ။ဒါကြောင့်ချမ်းသာတဲ့သူတို့အများပြားဟာထွက်ခွာဖို့ကြိုးစားနေကြပါတယ်။သူတို့ကပိုင်ဆိုင်မှုတွေကိုဈေးပေါ်ပေါ်နဲ့ရောင်းရွှေအဖြစ်ပြောင်းနိုင်ငံသားမှာငွေတွေတွားဝတ်ထားကြပါတယ်။ ရုရှားကရွှေတင်ပို့မှုကိုကန့်တတ်ထားပါရယ်အခုဆိုရင်တဦးကိုဂရမ်100ပဲခွင့်ပြုတော့တာပါတရေကြီးတရားတော်ဒီပမာဏကအရန်ကိုနေပါပါရယ်ဒါလူတွေရဲ့ပိုင်ဆိုင်မှုတွေကိုနိုင်ငံတွေကထောက်ယူတာကိုရပ်တန့်မှုအစိုးရအနေနဲ့ဘယ်လောက်ထိရုန်းကန်နေရသလဲဆိုတာကိုပြသနေတာပါဒါပေမဲ့ဒီအခြေအနေကပဲယုံကြည်မှုပျောက်သွားပြီးဒါကြောင့်ငွေကြေးတွေထွက်ပြေးရမယ်ဆိုတဲ့အတိတ်ပဲကိုပို့ပြီးခိုင်ပါစေပါရယ်ရုရှားဟာပြင်ပပိတ်ဆို့အရေးယူမှုအမျိုးမျိုးကိုခံစားနေရတာပါဗန်တချို့ကို Swift ငွေကြေးလှည့်ပြောင်းရေးစနစ်ကနေဖြတ်တောက်ထားပါရယ် နိုင်ငံတကာဗန်တွေဟာထွက်ခွာနေကြတာဒါမှမဟုတ်ထွက်ခွာဖို့ဖိအားပေးတာခံနေရပါတယ်။ဥပမာဂူမန်ဆက်ရှာ2025ခုနှစ်အစောပိုင်းမှာသူ့ရဲ့ရုရှားလုပ်ငန်းခွဲကိုရောင်းချပြီးရုရှားကနေထွက်ခွာသွားခဲ့ပါတယ်။ဒီလုပ်ရက်တွေကရုရှားရဲ့ကမ္ဘာဗန်ဒါရေးဈေးကွက်ကိုဝင်ရောက်ခွင့်ကိုရှော့ချလိုက်တာဖြစ်ပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဟန့်တာကရေစေးစီးပွားရေးတိုးတက်မှုအလားအလာကိုပိုဆိုးစေပါတယ်။နိုင်ငံခြားကုမ္ပဏီအများပြားထွက်သွားတဲ့အတွက်ရင်းနှီးမြှုပ်နှံမှုတွေကြာစင်းဤပညာရရှိမှုကန့်တက်ပြီးသွင်းငုံတွေကလည်းပိုပြီးစေးကြီးလာပါတယ်။ ပိတ်ဆို့မှုတွေကကုန်ကြစေမြင့်တက်စေပြီးထောက်ပံ့ရေးခွင့်စက်တွေကိုအားနည်းစေပြီးရှင်းပြိုင်နိုင်စွမ်းအောင်ရောကြစေပါတယ်။ရုရှားကလာရောညှိတွေဖြစ်အောင်လည်းရှောင်ကွေးမှုကြိုးစားပေးမယ်အစင်မဖြစ်ခဲ့ပါဘူး။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့လူဦးရေကျဆင်းမှုနဲ့ပညာတတ်တွေထွက်ခွာသွားခြင်းဖြစ်ပါတယ်။ပညာတပီးငယ်ရွယ်တဲ့ပညာရှင်အများပြားဟာရုရှားကနေထွက်ခွာသွားကြပါပြီ။အရင်နည်းတွေထွက်ခွာသွားတာနဲ့အရေးချင်းရှိတဲ့သူတွေထွက်ပြေးတာကမကြာခဏဆိုသလိုတွဲဖြစ်လေးရှိပါသေး။ ရေချင်းရှိသူတွေထွက်သွားတဲ့အခါစီးပွားရေးကစံတက်တီထွေမှုစီမံခန့်ခွဲမှုဆွဲရင်နဲ့တိုးတက်နိုင်စွာဆုံးရှုံးလာရတာပါခွဲကြမ်းစိတ်ပြကြတွေအရ2022ခုနှစ်တနှစ်ထဲမှာပဲပညာရှင်9500ခန့်ထွက်သွားတယ်လို့ဆိုပါရယ်အဲ့ဒီရဲ့ရေရှည်ထိခိုက်ဒိနာမှုကဗန်နာရေးအကြက်တဲ့ထက်ပြန်ပြင်းဖို့ပိုခက်ပါရယ်ရှေ့ကိုကြည့်မယ်ဆိုရင်ဘလို့အနာဂတ်တွေဖြစ်လာနိုင်ပါသလဲကမ္ဘာကျတဲ့ချို့ကစစ်ပွဲပြီးဆုံးပြီးပိတ်ဆို့မှုတွေရော့ပေါ့သွားရင်အသင့်အင့်တတရနိုင်တယ်လို့ဆိုပါရယ်ပြောင်းလဲမှုမရှိရင်စီးပွားရေးဟာရုတ်တရက်ပြိုလဲတာထက်တုံဆိုင်တာဒါမှမဟုတ် တဖြည်းဖြည်းကြာဆင်းလာမျိုးဖြစ်လာနိုင်ပါတယ်။ဘန်ကန်နာတွေကဆက်လက်လဲပန်းနိုင်ပေမဲ့စွမ်းဆောင်ရည်ရှင်ပြိုင်နိုင်စွမ်းနဲ့ကုန်ထုတ်စွမ်းအားတွေရော့ကျသွားပါလိမ့်မယ်။ဘန်စနစ်ကဘာလို့ဒီလောက်ထိအဓိကကြာနေရတာလဲ။ဘန်တွေဟာငွေစုသူတွေနဲ့ချင်းငွေသူတွေကိုဆက်သွယ်ပေးတဲ့ကွန်ရက်တစ်ခုပါ။သူတို့ကငွေအပ်တဲ့ငွေတွေကိုထိမ့်သိမ်းချင်းငွေထုတ်ပြီးယင်းနှမြုံနှံမှုတွေနဲ့တုံးဆွဲမှုတွေကိုထောက်ပံ့ပေးပါတယ်။ငွေအပ်တဲ့သူတွေထွက်ပြေးသွားတဲ့အခါဘန်တွေကရမငွေဆုံးရှုံးပါလိမ့်။ချေးဥသူတွေကပေးဆက်ဖို့ပြက်ကွက်တဲ့အခါဘန်တွေကပိုင်ဆိုင်မှုဆုံးရှုံးပါလိမ့်။ ရုရှားမှာအခုလိုစနစ်နှစ်ခုလုံးတပြိုင်တည်းဖြစ်လာတဲ့အခါပြိုလဲမဲ့အန်ရီကတည်တည်တသာမြင့်တက်လာပါပြီ။ဗတ်တချို့ကငွေပြန်ဖြေဖို့လိုအပ်လာနိုင်တယ်လို့ပြောဆီးသွားနိုင်ပါပြီ။ဒါဆိုရင်နိုင်ငံတော်နဲ့ငွေအပ်သူတွေအပေါ်ကုန်ကြမ်းစိတ်တွေကျရောက်လာပါလိမ့်မယ်။ကူးစက်ပြန့်နှံ့နေတဲ့အန်ရီတွေလည်းရှိပါသေးတယ်။ဗတ်တစ်ခုပြိုလဲတဲ့အခါတခြားဗန်တွေအပေါ်ယုံကြည်မှုဆုံးရှုံးစေငွေပိုထုတ်ယူမှုဖြစ်စေပါသေးတယ်။မတည်ငြိမ်မှုတွေလည်းပိုပြီးဖြစ်စရာစေနိုင်ပါသေးတယ်။ဒါကြောင့်ဒီဇလန်ကဗန်တွေပြိုလဲတာတသက်မဟုတ်ပါဘူး။ဖီးယားအောက်မှာစီးပွားရေးလူအဖွဲ့အစည်းနဲ့နိုင်ငံတော်ကိုဘယ်လိုပြောင်းလဲနေသလဲဆိုတာပြောပြနေတာပါ။ ရုရှားဆက်လက်တောက်ခံနိုင်ပြီးမှကြီးထွားလာတာမျိုးမဟုတ်ပါဘူး။ယုံကြည်မှုလွတ်လပ်မှုအခွင့်အလမ်းတွေကျုပ်ဝင်သွားပါလိမ့်။ဒီလမ်းကြောင်းတွေဟာကြာကြာဆက်ရှိလေလေစနစ်ကရုရှားလူမျိုးစုအများစုတစ်ချိန်ကမျှော်လင့်ခဲ့တဲ့ပုံစံနဲ့အရန်ကိုကွာခြားသွားလေလေဖြစ်တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။